တရက်သီးဟင်းကြိုဆိုလို့ထူးထူးဆန်းဆန်းလေးဖြစ်သွားပါတယ်။အရသာလေးမြည်ကြည့်လိုက်တဲ့အခါမှာလည်းတော်တော်လေးကိုစားလို့ကောင်းလို့ဒီဗီဒီယိုလေးကိုတင်ပေးလိုက်ပါရရှင်။ကျမအတော်အင်ကိုအလဲရောက်တုံးရောက်ခိုက်လေးကျမရဲ့ဦးလေးကသူ့ရဲ့မအူပင်ဒေတာတဝိုင်းမှာချက်စားလေးရှိတယ်။တရက်သီးဟင်းကြိုလေးချက်ပြမယ်ဆိုလို့ဒီဗီဒီယိုလေးကိုရိုက်ဖြစ်ခဲ့ပါရရှင်။အခုလိုမျိုးတရက်သီးလေးတွေပေါ်ချင်ရောက်ပြီဆိုရင်မအူပင်ဒေတာတဝိုင်းမှာတရက်သီးဟင်းကြိုလေးချက်တော့ကြတယ်အလေးထားလေးတစ်ခုရှိပါတယ်။ တရက်တီအစိမ်းကိုသုံးရပါမယ်။အချင်းတက်ကဲတဲ့ရင်ခွဲတရက်တီလိုမျိုးကိုသုံးနိုင်မယ်ဆိုရင်ပို့ပြီးတော့ကောင်းပါလိမ့်ရှင်။ခူးလာတဲ့တရက်တီကိုအညာကိုချိုးလိုက်ပါမယ်။တရတီးတဲ့အစီးတွေကပန်းထွက်တတ်တဲ့အတွက်ကိုမျက်နှာဘက်ကိုမလှဲပဲနဲ့တခြားတစ်ဘက်ကိုလှဲပြီးတော့မှအညာကိုချိုးပေးပါရှင်။ပြီးရင်တရတီးကိုရေလေးဆေးပြီးတော့အခွန်လေးတွေခွာထားလိုက်ပါမယ်။ အခွန်ခွာပြီးပြီဆိုတာနဲ့အစည်းတွေကုန်သွားအောင်လို့ရေလေးနဲ့၅မိနစ်လောက်စိမ်းနှားပေးလိုက်ပါမယ်ရှင်။ရေစိမ်းနှားပြီးတဲ့တရက်သေးကိုမှအပြားလိုက်လေးတွေလှီလိုက်ပါမယ်။အခုလိုမျိုးအပြားထူးထူးကြီးကြီးလေးတွေလှီထားမယ်ဆိုရင်တရက်သေးကဟင်းချိုချက်လိုက်တဲ့အခါမှာပြုံးမသွားဘဲနဲ့အဖက်လိုက်လေးဖြစ်ပြီးတော့အမြင်လေးလဲပူလှပါလေ ဟင်းချူချက်တဲ့ခါမှာထဲဖို့အတွက်စက်သွန်လေး2ဦးစက်သွန်ဖြူ9မွာလောက်နဲ့ဂျင်းလေးအနည်းငယ်ကိုသုံးပါမယ်ရှင်။ဂျင်းကတော့မအူပင်ဒေတာဘက်မှာချက်တဲ့ခါမှာထဲလေးထဲထားမရှိဘူးလို့သိရပါဗျ။ကျမတို့ကတော့ငါးလေးနဲ့ချက်မှာမို့လို့ဂျင်းလေးပါတယ်ဆိုရင်အနည်းငယ်လေးထဲတာပါ။ဂျင်းကတော့မထဲလို့လည်းရပါတယ်ရှင်။ကျက်သွန်လေးကိုမထူမပားလေးတွေလှိလိုက်ပါမယ်။ကျက်သွန်ဖြူကိုလည်းဓာပြရိုက်ပြီးတော့နှုတ်နှုတ်လေးတွေဆင်းထားလိုက်ပါမယ်ရှင်။ ါလေးကတော့ဆလာဗီယာငါးနဲ့ငဘဲလေးတွေကိုစားဆွံ့နေရတာဖြစ်ပါတယ်။ငဘဲလေးတွေကတော့အစစ်ရလာတဲ့ငါးလေးတွေမို့လို့တခါတည်းထည့်ချင်မှာပါ။တကယ်တော့မထည့်လို့လည်းရပါသေးရှင်။ဟင်းချိုချမ်းမဲ့အိုးတွေကိုစီလင်းနဲ့နဲ့ထည့်ပါမယ်။ဟင်းချိုအရေတောက်ချမ်းမှာဖြစ်တဲ့အတွက်စီကိုနည်းနည်းလေးပဲထည့်ပါမယ်ရှင်။စီလေးပူလာပြီဆိုတာနဲ့ကြက်တုံအဖြူအနီနဲ့ဂျင်းတစ်စိတ်ကိုတခါတည်းထည့်လိုက်ပါမယ်ရှင်။ကျင်းတော့အနံလေးပါတဲ့စုံုံလေးထည့်တာမို့လို့ထုထောင်းပြီးတော့မထည့်ပါဘူးဒီတိုင်းအစိမ့်လိုက်ပဲထည့်လိုက်ပါမယ် ကျက်တုံလေးအငန်လေးနည်းနည်းလေးမှုလာပြီဆိုတာနဲ့စားဆနှွင့်နေတဲ့ငားတွေကိုထည့်လိုက်ပါမယ်ရှင်။ငားကိုမကြည်အောင်လို့ခပ်ဖော့ဖော့လေးပဲဟိုဘက်ဒီဘက်လှမ်းပြီးစီပူလေးနဲ့နှိမ့်ပေးပါမယ်။ရေတန်းမထည့်သေးဘဲနဲ့အခုလိုမျိုးလေးကျက်တုံနဲ့စီနဲ့ငားကိုနှိမ့်ပေးခြင်းအဖြစ်ငားညင်နဲ့ပျောက်သွားသလိုဒီကျက်တုံဖြူနေတဲ့မှုရတဲ့အနံ့လေးတွေပါငားတွေကိုရောက်သွားပါလိမ့်မယ်ရှင်။ ။တရတီဟင်းချိုချက်တဲ့အခါမှာအဓိကပါဝင်ပစ္စည်းအဖြစ်တရတီစင်းရဲ့ဆလာဗီးယားငါးရဲ့ကိုသုံးကြပါတယ်။ငါးတွေအများကြီးရှိတဲ့နေရာမှာဆလာဗီးယားငါးမှာကအနံ့လေးတစ်မျိုးရှိပါတယ်။အဲ့ဒီအနံ့လေးကိုကြိုက်ကြလို့ဆလာဗီးယားငါးကိုသုံးကြရလို့သိရပါတယ်ရှင်။ပြီးရင်ငရုတ်သီးစိမ်းအနီ2000လောက်ကိုလည်းရေလေးဆေးပြီးတော့တစ်ခါလေးထည့်လိုက်ပါမယ်။ငါးရဲ့ပြေးသားလေးတွေတင်လာပြီးတော့ငါးအနံလေးလည်းမှုလာပြီးဆိုရင်တော့ ကြိုထားတဲ့ရင်သွေးတွေထည့်လိုက်ပါမယ်ရှင်။ရင်ထဲနေသေးလို့ရေထက်ထည့်ပါမယ်။ကိုလိုချင်တဲ့ရေပမာဏလောက်ထည့်ပြီးပြီဆိုရင်တော့အဖုံးလေးပိတ်ပြီးတော့ရေလေးစူလောင်လို့တည်ထားပေးလိုက်ပါမယ်ရှင်။ခဏလောက်တည်တာပြီးတော့ရေလေးစူလာပြီဆိုတာနဲ့တရက်သေးစိတ်တွေထည့်လိုက်ပါမယ်ရှင်။ ီးတာနဲ့အဖုံးလေးပြန်အုပ်ပြီးတော့ပြန်ဆူလာအောင်ထပ်တည်ထားလိုက်ပါမယ်။ရှေ့ကြီးကြိုင်တာမဟုတ်ဘူးဒီငါးလေးတွေကကြာတော့အဖုံးလေးလေးတွေ။ရေလေးဆူလာပြီဆိုတာနဲ့ရေလေးဆူလာပြီဆိုတာနဲ့တည့်ရတိစိတ်လေးတွေလည်းနူသွားပါပြီ။ဒီလိုနေထိုင်ရောက်သွားပြီဆိုရင်တော့အရသာအတွက် အချိုးမုတ်လေးအနည်းငယ်ထည့်ပါမယ်။အချိုးမုတ်ကမကြိုက်ဘူးဆိုရင်လည်းတခြားကိုသုံးတဲ့အရသာမုတ်တစ်ခုခုထည့်လို့ရပါတယ်။ပြန်တော့မအူပင်ဒေတာထွက်တဲ့အိုးတန်ငမြာကြီးထည့်ပါမယ်ရှင် ကိုကငမြိုင်နဲ့မတည့်ဘူးငမြိုင်အများကြီးမသုံးချင်ဘူးဆိုရင်တော့စားလေးနည်းနည်းကူသုံးပေးလို့ရပါတယ်ငမြိုင်လေးထည့်လိုက်ပြီဆိုတာနဲ့ဟင်းကျို အနံ့လေးကမှွေးပြီးတော့တက်လာပါတယ်ရှင်။အရသာလေးမိကြည့်ပြီးတော့ကိုယ်စိတ်ကြိုက်ဖြစ်သွားပြီးဟင်းကျိုလေးလည်းဘွမ်းဘွမ်းဆူလာပြီဆိုရင်တော့စားလို့ရသွားပါပြီရှင်။တရသီးလေးတွေကိုအရင်နူးပျော်သွားတဲ့အထိမချက်ပဲနဲ့အခုလိုမျိုးပုံစံမပြတ်အနေထားလေးမှာပဲဟင်းအိုးချလိုက်ရင်အဆင်ပြေပါတယ်ရှင်။ ဒီဟင်းကျိုအနှံ့လေးကဆလာဗီးယားငါအနှံ့လေးရဲ့တရက်တီးကထွက်လာတဲ့ချင်းချင်းမှုမှုအနှံ့လေးရဲ့ပြီးတော့ငမ်းမြိုင်နယ်လေးရဲ့ပေါင်းပြီးတော့တအားကိုမှုေးပါတယ်ရှင်။ဒါလေးကတော့တရက်တီးပေါ်ချိန်မှာမဥပင်ဒေသတဝိုက်မှာချက်စားလေးရှိတဲ့တရက်တီးဟင်းကျို ချက်နေလေးဖြစ်ပါတယ်။အရန်ကိုလွယ်ကူရွှေ့ရှင်းပြီးတော့ကုန်ကြစိတ်လေးတက်သားတဲ့ဟင်းလေးတစ်ခွက်ဖြစ်လို့ချက်စားကြည့်စေချင်ပါတယ်။ဟုတ်ကဲ့ subscribe ကိုနေခါလို့ကိုနေပေးချပါပဲကျွန်တော်ဒီ